တော့ကျွန်တော်ကဘယ်လိုလုပ်လဲဆိုလို့ရှိရင်ပထမဆုံးပထမအချိန်လက်ဖြတ်လေးချက်တီးလိုက်ပါမယ်ဒီကနေ့အချိန်ကျလို့ရှိရင်ဂျူကာလေးတွေကိုလှုပ်နှိုးလိုက်ပြီပေါ့နော်ပြီးတော့ရူရချက်ထပ်ပြီးတော့ဘယ်လိုတီးရတဲ့အချိန်မှာကျွန်တော်ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်အားလုံးပဲမေကလာပါဒုံးလုံးလို့စာဖဲမြန်လဲချန်နေရနေပြန်လဲကျူစလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့စိတ်ဝင်စားဖို့လည်းကောင်းတယ်အချိန်ကြာရေးလေးစင်စရာလည်းမလိုလွယ်လဲလွယ်ကူရပေါ့နော်ဒါပေမဲ့မိုက်တဲ့တစ်ချက်ကပြက်ကွက်ရဲ့အဆုံးသမားပြိတ္တတွေက ဟာကနေခင်နဲ့ဖြစ်သွားလို့ရတဲ့အထိမိုက်တဲ့အမိုက်သားပြောက်ကတခုမျှဝေပေးသားကြပါမယ်။ဆိုတော့ကျွန်တော်အရင်ဆုံးပြောက်ကလေးကိုကြည့်လိုက်ရအောင်။โอเคဆိုတော့ကျွန်တော်ကဖဲစလေးတွေကိုအရင်ဆုံးထုတ်လိုက်ပါမယ်ထုတ်လိုက်ပြီးတော့ကျွန်တော်တို့ကဒီနေ့စမ်းသပ်မှုလေးတခုလုပ်မယ်ပေါ့နော် ကျွန်တော်ဘယ်လိုစမ်းသပ်မှုလဲဆိုလို့ရှိရင်ပြိတက်ကဒီဖဲချက်လေးတည်းရနေပြီးတော့ကြိုက်တဲ့ဘယ်ဖဲချက်တစ်ချက်ကိုမဆိုရွေးချယ်လို့ရတယ်ဘောနော်ရွေးချယ်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြိတက်ကဒီဖဲချက်လေးရွေးချယ်လိုက်တယ်ပဲထားပါတော့ဒီဖဲချက်လေးပေါ့နော်ခေတ်အဆိုရင်ကျွန်တော်ကပြိတက်ရွေးချယ်တဲ့ဖဲချက်လေးကိုဒီအလဲကြားထဲမှာပဲညှက်လိုက်ပါမယ်ညှက်လိုက်ပြီးတော့ပြိတက်ကိုယ်တိုင်ကိုပဲလက်ရင်းနဲ့အလိုတွန်းပြီးတော့ ထည့်ရလိုက်မှာပဲဖြစ်ပါတယ်โอเคပြီးတော့ကျွန်တော်ကပို့ပြီးတော့ပိုက်သွားအောင်လို့ပြိသက်ဖို့ပဲဆန္ဒရှိရဆိုရင်ဖဲထက်ခြုံခိုင်းလိုက်လို့ရတယ်ဗောနော်ဖဲထက်ခြုံခိုင်းလိုက်ပါမယ်ဆိုတော့အခုပြိသက်ကိုယ်တိုင်ကပဲလလင်းနဲ့ဒီဖဲချက်ကိုခြားလိုက်တဲ့ထည့်လိုက်တယ်ပြီးတော့ပြိသက်ကိုယ်တိုင်ကပဲဖဲခြုံလာတယ်ဗောနော်ဆိုတော့အခုကျွန်တော်ကဘယ်လိုလုပ်လဲဆိုလို့ရှိရင်ပြိသက်ရွေးပြိသက်ခုနကပြိသက်ကဖဲချက်လေးကိုကျွန်တော်ပြန်ပြီးတော့ ရှာပဲဗောနကျွန်တော်ပြောခဲ့တဲ့အတိုင်းမှာကျွန်တော်စမ်းသပ်မှုလေးတခုလုံးမှာပဲဖြစ်ပါတယ်ဆိုတော့ဘယ်လိုစမ်းသပ်မှုလေးလဲဆိုလို့ရှိရင်ကျွန်တော်ကပိတ်သက်ကဖဲချက်ဖို့ရိုးရိုးမရှာပဲနဲ့ဒီဖဲချက်တွေမှာရှိတဲ့ဂျူကာလေးနှစ်ချက်ကအကူအညီကိုယူပြီးရှာမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ပထမဆုံးပထမဆုံးချိန်လက်ပြောက်လေးချက်တီးလိုက်ပါမယ်ဒီကတဲ့အချိန်ကျလို့ရှိရင်ဂျူကာလေးတွေကိုလှုပ်နှိုးလိုက်ပြီဗောနပြီးတော့ဘူရီယားချက်ထပ်ပြီးတော့ဘယ်လိုတီးရတဲ့အချိန်မှာကျွန်တော်ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်ဒီတဲကနေပြီးတော့ကျွန်တော်ဂျူကာလေးနှစ်ချက်က ပြိတက်ဖဲချက်ကိုလဲထဲထည့်ပြီးတော့ရှာပေးလိုက်တာဖြစ်ပါတယ်။ဒီဆိုတော့ကျွန်တော်တို့ပြိတက်ပြက်ွက်လေးကတော့ဒါပဲဖြစ်ပါတယ်။ကျန်တဲ့နာမည်လို့ညွှန်လဲပါတယ်။အခုလိုစိတ်ဝင်စားပွဲကောင်းတဲ့ဖဲမြက်လေးပြက်ွက်တွေနဲ့ဂျိုဂျိုရီတွေကိုလည်းအများကြီးတင်ဆက်ပေးတော့ရှိရကြအောင်။တင်ရဒီ channel လေးကိုအခုဒီ subscribe မလုပ်သေးဘူးလို့ရှိရင်တော့အခုပဲလုပ်သားပေးဖို့မမေ့ပါနဲ့။ဆိုတော့ကျွန်တော်တို့ပြက်ွက်တင်ဆက်ပုံဂျိုဂျိုရီလေးကို channel လေးလံကြည့်လိုက်ရအောင်။ โอเคဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲပေါ့เนาะဒီပြောက်ကွာကအချိန်ကြာရေးလေးတင်နေရမလို့လွယ်ကူရဲပေါ့เนาะကျွန်တော်ဘယ်အစင်းသေးရှိတယ်ဘယ်ဘဲတော့မစိုးဘူးလဲအသုံးပြုပြီးတော့ပြသလို့ရတယ်ပေါ့เนาะဒါပေမဲ့တခုရှိတာကျွန်တော်ကဘာလဲဆိုလို့ရှင်ပြောက်ကွာမစခင်မှာဖဲလေးဖဲလေးနည်းနည်းကြိုစီထားဖို့တော့လိုတယ်ပေါ့เนาะကျွန်တော်ဆက်တက်ပြီးတော့လိုတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်ကကျွန်တော်တို့ကအများကြီးလည်းမခတ်ဘူးပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဂျိုကာလေးနှစ်ချက်ကိုအရင်ရွေးထုတ်လိုက်မှဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဂျိုကာနှစ်ချက်အစား တခြားဖဲချက်ဘယ်ဖဲချက်မဆိုမှာ ace နှစ်ချက်ဖြစ်ဖြစ် gain နှစ်ချက်ဖြစ်ဖြစ် gen နှစ်ချက်ဖြစ်ဖြစ်ခွာသုံးနေတယ်ဆိုလို့ရှင်လဲဆန်းသရှိတယ်ဆိုလို့ရှင်လဲအသုံးပြုလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်ကတော့ဂျူကားလေးသုံးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဂျူကားနှစ်ချက်ကိုယူလိုက်မယ်ယူလိုက်ပြီးတော့ကျွန်တော်တို့ဒီဖဲထုတ်ခဲ့တစ်ချက်ကိုအပေါ်ဆုံးမှာတင်မယ်တစ်ချက်ကိုအနောက်ဆုံးမှာထားမယ်ပေါ့နော်ဒါပဲပေါ့နော်ဒါကျွန်တော်ဖဲစီရဒလိုမျိုးလေးစီလိုက်ရှာပြီးပေါ့နော်ပြီးကြလို့ရှင်ကျွန်တော်တို့ဘူးလေးလေးပြန်ထည့်ထားမယ်ထည့်ထားပြီးတော့ပြိတ္တကိုကျွန်တော်တို့စပြလို့ရရပေါ့နော်ဆိုတော့ကျွန်တော်စပြမယ်ဆိုလို့ရှင် ထုတ်ဆောင်နိုင်မယ်ကျွန်တော်ဖဲချက်လေးတွေထုတ်လိုက်မယ်ထုတ်လိုက်ပြီးတော့လင်းသုံး force shape လေးနည်းနည်းမှွေပြလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်လှုပ်သွားတဲ့အောက်ကကျတော့ဒလမိုးလေးယူလိုက်တယ်ပြီးတော့ဒီအောက်ကအပုံနဲ့ဒလမိုးလေးခြိုက်ပြီးတော့ဒီ line ပဲပြန်ထည့်လိုက်ရပါတော့အဲ့တော့ကျွန်တော်တို့ဖဲစီရတာလေးကဒီတိုင်းပဲရှိနေရပါတော့မပြတ်သွားဘူးပေါ့နော် okay ပြီးကြရင်ကျွန်တော်တို့ပရိသတ်ကိုဖဲချက်တစ်ချက်ယူခံလိုက်မယ်ပေါ့နော်ပရိသတ်ကပဲဖဲချက်ယူယူလို့ရတယ်ပေါ့နော်ဒီပရိသတ်ကဒီဖဲချက်ယူလိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်ပြောက်ွက်တရားတိုင်းပဲသူ့ကိုပြမယ်ပေါ့နော် ဒရမလေးဆွဲယူလိုက်မယ်ယူလိုက်ပြီးတော့ဒရမလေးယူလိုက်မယ်ယူလိုက်ပြီးတော့သူ့ဒရမလေးထောင်ပြလိုက်မယ်ထောင်ထောင်ပြလိုက်ပြီးတော့မတိမသားလေးပဲဒီဖဲချက်လေးကိုကျွန်တော်တို့ဒီဘောတင်လိုက်မှာပေါ့နော်ဒီဘက်အပုံပေါ်တင်လိုက်မှာပေါ့နော်ဒီဘက်အပုံပေါ်တင်လိုက်မှာပေါ့နော်တင်ပြီးတော့မှဒီဖဲချက်ကိုဒီအပုံကိုဒီဘောတင်တင်ပြီးရင်တင်ပြီးတော့ပိတ်သက်ကိုပဲဒီကြားလေးထည့်လိုက်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အဲ့လိုလုပ်လိုက်ချင်အပြင် ချူကနှစ်ချက်ကအလဲတက်တက်ကိုအခုကလေးရောက်နေပြီပေါ့နော်မှန်ပါပေါ့နော်ဒီဆိုတော့ကျွန်တော်အဲ့လိုလုပ်လိုက်မယ်လုပ်ပြီးတော့ဖဲတက်ချူကန်နဲ့ချူကန်လို့ရတယ်ပေါ့နော်ပဏ္ဏကောချူချူချူလို့ရတယ်ပေါ့နော်ကျွန်တော်ပြီးရတယ်ကျွန်တော်တို့လှမ်းရတဲ့အချိန်မှာချူကနှစ်ချက်ကြားတဲ့ကိုပြိတက်ယူရဲ့ဖဲချက်လေးရောက်နေရပဲဖြစ်ပါတယ်ဆိုတော့ဒီမှာပေါ့နော် โอเคဆိုတော့ tutorial တွေရတော့ဒါပါပဲတပတ်ပေါင်းနားလည်းမလို့ထင်ပါတယ်လေကူရဲ့အတွက်လေကူနဲ့ပြသလို့ရတဲ့ပြပွဲမျိုးပဲဖြစ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တပတ်ပေါင်းနားမလည်ရရှိခဲ့လို့ရှိရင်လည်း comment တွေမှာမှန်ခဲ့လို့ရပါတယ်အဆုံးလို့ကြည့်ပေးသွားကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကို channel တက်တယ်ဆိုလို့ရှိရင်တော့ like နဲ့သွားပေးလို့လည်းရပါတယ် channel တက်ကြည့်ရှုသူပြည်သူတွေများလာလေလေဒီဗီဒီယိုလောက်ဖို့အတွက်ကျွန်တော် motivation တွေကိုရတယ်အများကြီးရတာကြောင့်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်လာမယ့်ပြပွဲအသစ်လေးနဲ့အတူ video အသေးနဲ့တို့ကြပါမယ်